ကဲမင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေဇန်နေသားသမီးတွေအားလုံးအဆက်ဆက်အရာရာဘေးပြာမှန်သမျှဝီးကွာကြပါစေကျောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်ဒီနေ့မှာတော့2025ခုနှစ်မတ်လအတွက်စပါပြီခင်ဗျဇန်နေသားသမီးမိတ်ဆွေတွေအားလုံးနောက်ဆုံးပဲအိမ်နဲ့ဇန်နေဒီ2025ခုနှစ်မတ်လအတွက်မှာ မိတ်ဆွေတို့ရဲ့စိတ်ထဲမှာဝါလုပ်ငန်းတစ္ဆပြင်လှုပ်ဆောင်မှုအတွက်တော့စဉ်းစားနေရဆိုရင်တော့နည်းနည်းလေးအောင့်ဤပေးပါအောင်ဆရာတို့ထောင်သုံးရတကူးကြော်လောက်မှာပဲစတာပို့ကောင်းပါလိမ့်မယ်ထောင်သုံးရ86မှာစနေလေးဟာတင်းကြပြင်ပြောရင်ညံ့လာပြီဆိုတော့လေအဲစနေလေးညံ့ခဲ့ပြီလား3နှစ်ရှိပြီငွေကြီးနဲ့ပတ်သက်ညံ့ခဲ့တာ3နှစ်ရှိပြီဖြစ်တဲ့အတွက်ကြောင့်မလို့ထောင်သုံးရ86ခုနှစ်ရောက်ရင် စနေလေးဟာ အထွန်းကိုလာတီးမဲ့အတွက်ကြောင့်မလို့တော့စနေနေ့ဟာစိတ်မြစ်စရာတော့အလောက်ကြီးမရှိပဲအားလေးနဲ့နဲ့တင်းထားပါအောင်တလားလောက်ပဲလိုတော့တယ်ဆိုတဲ့အကြောင်းကိုဆရာက motive ပေးလိုပါတယ်1989မှာဗုဒ္ဓဖူးရာဟူတသမိတွေအတာစားပါတယ်ခင်ဗျာနော်ကဲဆိုတော့စနေသသမိမိတ်ဆွေတွေလက်ရှိမိတ်ဆွေတို့ရဲ့စိတ်ထဲမှာအရာရာကိုဖြစ်ရှင်တဲ့ဆန္ဒတွေအားကြီးနေတယ်ဖြစ်လို့တဲ့စိတ်တွေအားကြီးနေတော့ကာလာဖြစ်တယ်ဒါပေမဲ့နည်းနည်းလေးတီးခံအောင်ကြီးပြီးတော့စိတ်လေးလျှော့ပြီးတော့နေပါအောင်လက်ရှိမှာမိတ်ဆွေတို့အနေနဲ့စိတ်ကလေးကိုနည်းနည်းလေးအောင်ကြီးပြီးပါအောင်ဖြစ်ရှင်တဲ့စိတ်တွေကိုဆန္ဒတွေကိုမစောဘဲနဲ့အခွင့်လန်းကောင်းကိုစောင့်တင်ပါတယ်ကံကောင်းခြင်းတွေဟာ ဒီထက်ပို့ပြီးတော့မော်တန်ကန်ကောင်းမှုတွေရရှိလာမယ်ဆိုတော့ကံမျိုးကြနေတဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့နည်းနည်းလေးလက်ရှိအပွင့်လန်းကိုနည်းနည်းလေးမူလိုက်ပါအောင်လို့ဆရာကအကြံပေးလိုပါတယ်။ကျမ်းပါကြီး အဲကျမ်းမာရင်နဲ့ပတ်သက်လာရင်တော့စနီတသမိမိတ်ဆွေတွေကဒီက3လပိုင်းဆိုတဲ့ကာလအတွင်းမှာကျမ်းမာရင်နဲ့ပတ်သက်လာရင် အစာရင်နဲ့ပတ်သက်တာလေးတွေစီးနဲ့ပတ်သက်တာလေးတွေမှာနည်းနည်းလေးသတိထားဆင်ခြင်ရန်လိုအပ်ပါတယ်အဲအထူးသဖြင့်ကျမ်းမာရင်နဲ့ပတ်သက်လာတဲ့အခါမှာဆုံးတိုက်တာမျိုးသူများအစာပင်တွေဆုံးတိုက်တာတွေမကောင်းတဲ့အတက်ပညာတွေနဲ့ကျွေးတာမျိုးလေးတွေပီယာပင်တွေဓာတ်ပင်တွေရေရေပင်တွေဖြစ်တတ်တဲ့အတွက်အစာတောက်နဲ့ပတ်သက်ရင်အစာတောက်မတရားမှုလိုအပ်ကြောင်းနဲ့သတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ဆိုတဲ့ကြောင်းဆရာကတလောင်းပြောလိုက်ပါရစေခင်ဗျအဲကျမ်းမာရင်နဲ့ပတ်သက်လာရင်မိတ်ဆွေတို့အနေနဲ့အဲအထူးသဖြင့်အစာတောက်နဲ့ပတ်သက်လို့ဂယူဆိုင်သတိထားဆင်ခြင်တဲ့တော့လာဖြစ်ပါတယ်ခင်ဗျ ရ။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ငွေကြေးငွေကြေးနဲ့ပတ်သက်ရင်တော့လက်ရှိရှိနေတဲ့အနေအထားလေးဟာဘာမှဆုံးရှုံးသွားနိုင်စရာမရှိဘူး။အဲငွေကြေးနဲ့ပတ်သက်ရင်ညံ့နေတာမရှိဘူး။လက်ရှိအနေအထားကနေပြီးတော့တော့နှိမ့်ချသွားစရာမရှိဘူး။ဒါပေမဲ့လုပ်ငန်းတစ်အလုပ်တစ်စတင်လှုပ်ဆောင်နေမိတ်ဆွေများအနေနဲ့ဆိုရင်တော့ဖြစ်နိုင်လို့ရှိရင်တော့အောင်းဤထားပါတကူးကြော်တော့မှစတင်လှုပ်ဆောင်တာမျိုးဟာအကျိုးပေးတယ်။တကယ်လို့မှမဖြစ်မနေစတင်လှုပ်ရမယ်ဆိုရင်တော့အစတစ်ပတ်နဲ့အဆုံးသက်တစ်ပတ်တရက်၂ရက်၃ရက်၄ရက်နောက်ဆုံးလအကုန်နော်၂၈၂၈၂၉ 30ဒီ31ရပေါ့ဒီဟာကလေးတွေမှာတော့အရေးကြီးတဲ့ကိစ္စတွေအစနဲ့အဆုံးသက်ကလေးတွေမှာစတင်မလုပ်ဖ ೇನೆ လအလဲတော့မှလုပ်ပါဖြစ်နိုင်ရင်စက်တူလုပ်ငန်းတွေအားနေပါတယ်စာချုပ်ကိစ္စလေးတွေပြောဆိုတဲ့အခါပဲဖြစ်ဖြစ်စကားပြောမတတ်တာလေးတွေကြောင့်လူမုန်းများတာမျိုးလေးတွေဖြစ်စေအဲနည်းနည်းလေးအားနေစီတဲ့အတွက်ကြောင့်မလို့စာချုပ်ကိစ္စအဲလုပ်ငန်းကိစ္စစက်တူကိစ္စ အဲ့ဒီမှာကံရဲ့အာနိုင်မှုကိုညံ့စေတတ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်လုပ်ငန်းကိစ္စလုပ်မယ်ဆိုရင်တော့ကိုကိုတိုင်းတူတဲ့တယောက်တည်းလှုပ်ဆောင်တာမျိုးလေးတွေဟာပိုပြီးအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါလေခင်ဗျအဲထို့ပြင်မဲ့မိတ်ဆွေတို့ဒရီတာစင်ရရမယ့်အချက်ကလေးတွေကိုဖော်ပြပေးပါစီအဲတုံးခါပိုင်းပြင်မှာစနေသားသမီးတွေကဆွေမျိုးသားချင်းနဲ့ပတ်သက်ရင် ဖြစ်နိုင်ရဲ့ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်အိမ်မလာရလို့ဆိုင်းဗုဒ္ဓတက်တာပါဆွေမျိုးသားချင်းနဲ့ပတ်သက်တာတွေညီကိုမောင်မားတွေနဲ့ပတ်သက်တာမျိုးတွေဒီမှာစိတ်တိုင်းမကြတာမျိုးစကားပฏิပခအခြေတင်လေးတွေဖြစ်ရတာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့ကိုကစေတနာနဲ့ပြောလိုက်တဲ့ကိစ္စတွေမှာဝေဒနာဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့အပြောဆိုနဲ့ပတ်သက်လို့ကံရဲ့အာနိမ့်မှုကိုရရှိတတ်တဲ့အတွက်ဖြစ်နိုင်ရင်ကိုယ့်ကိစ္စကိုကိုပြောတဲ့အခါမှာတော့စကားလုံးကိုနည်းနည်းနဲ့ကြစ်ကြစ်ကလေးပြောပါ ဖြစ်နိုင်လို့ရှိရင်သူများကိစ္စတွေဂျားသုံးဂျားဝင်လာမျိုးပြောတာမျိုးလေးတွေဒလိထားစင်နေပြီးလိုအပ်ပြီးတော့စေတနာတွေဟာဝေဒနာဖြစ်ပြီးမလိုလားအပ်တဲ့ပြဿနာအဖြစ်ရှင်းလေးတွေဖြစ်ရတဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်တော့စေတနာမပူပါနဲ့ နှုတ်ဆက်ပြီးတော့မိမိဖြစ်လို့တဲ့အရာတွေကိုယင်နဲ့တူတူတိတ်တိထားပြီးလှုပ်ဆောင်မှာပြီးရခါအရေးကြီးသောကိစ္စတွေလုပ်ငန်းကိစ္စတွေဖြစ်လို့တဲ့ကိစ္စတွေကိုနှုတ်ကနေကြိုတင်ဖွင့်ပြောတာမျိုးလေးတွေဟာအပြတ်သဘောလေးတွေကိုစောင့်တက်တဲ့အတွက်ကြောင့်မလို့စနေသားမျိုးမိတ်ဆွေတွေကဒီလာတာအတော်တွေမှာဆိုရင်တော့ဖြစ်နိုင်လို့ရှိရင်မိမိဖြစ်လို့သောအကြံစီအတွေးခေါ်ဖြင်းမြောက်မဲ့လုပ်ငန်းကိစ္စတွေကိုမဖြစ်မီမလုပ်မီမှာမပြောပါနဲ့ကံရဲ့အားနည်းစင်းလေးတွေထိခိုက်ခြင်းလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့စနေသားမျိုးမိတ်ဆွေများအဖို့တော့ဖြစ်နိုင်ရင်ယင်ထဲမှာထားပြီးလုပ်နိုင်မှာငါလုပ်ပြီးဆိုတဲ့အတိုင်းတာလေးနဲ့လှုပ်ဆောင်တာကပုံမှုပြီးတော့အာသာကောင်းမှုပြီးတော့တို့ တက်နိုင်တော့လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုရင်ရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာမျိုးလေးဒီမှာမဝယ်ပါနဲ့ရင်ဆက်ပစ္စည်းလုပ်ငန်းလေးတွေအားနည်းပါတယ်ခင်ဗျာမှန်လိုက်တဲ့ဆရာအမားနဲ့စကားများတာမပြီးဘူးလို့ညွှန်မိတော့ထို့အတူမိတ်ဆွေတို့အနေနဲ့ ရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာကိစ္စလေးတွေမှာအားနေစေပါတယ်ဆက်တူလုပ်ငန်းတွေအားနေစေပါတယ်စေတနာတွေဝေဒနာဖိအားတတ်ပါတယ်စားတောက်ကုန်လုပ်ငန်းတွေစာချုပ်လုပ်ငန်းတွေစတင်ပြောဆိုလုပ်ငန်းတွေလုပ်ငန်းတွေမှာအထက်နိုင်ဆုံးတတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ဖြစ်နိုင်ရင်ဆွေမျိုးသားချင်းကိစ္စညီအစ်ကိုမောင်နှမကိစ္စလေးတွေမှာအိမ်မလာရလို့ဆွေမျိုးသားချင်းများအိမ်မလာရလို့ဆိုင်းပုတ်တာတတ်တာပါဘတ်သိစ်စရာငယ်တော့မပါစေနဲ့နော်အဲဆိုတော့ကတ်တာပါဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့ဒီလာတာတော်တွေမှာဆိုရင်ဆွေမျိုးသားချင်းကိစ္စအဲညီအစ်ကိုမောင်နှမကိစ္စလေးတွေကြောင်းတတိထားဆင်ခြင်ပါရင်ဆက်ပစ္စည်းနဲ့ပတ်သက်ရင်တော့ဖြစ်နိုင်ရင်ကိုယ့်အမိနဲ့ ဝယ်တာမျိုးထက်တအူးတယောက်ရဲ့အမိနဲ့ဝယ်တာမျိုးဖြစ်စေ တင်းလင်းလာသားသမီးတွေနဲ့အမိနဲ့ခံဝဲတာမျိုးဟာပုံမှုပြီးတော့အာသာကောင်းမှုပြီးတော့ကံကောင်းစီပါလိမ့်မယ်မိမိအမိနဲ့ဝဲတဲ့စက်ပစ္စည်းတွေကယင်းနေခဏခဏပြရတာမျိုးလေးတွေဂျုံကတက်တဲ့အတွက်ကြောင့်မသတိချစီနေမှာဘာကိုလှုပ်လှုပ်တည်တည်ရှာရှာစဉ်းစားတွေးခေါ်ပြီးမှလှုပ်ပါအလောတစကြီးအလင်းစလိုမလှုပ်ပါနဲ့ကံရဲ့အားနည်းမှုကိုဖြစ်ပေါ်စေတတ်တဲ့အတွက်ကြောင့်မလို့အလောတစကြီးအလင်းစလိုလှုပ်တဲ့လုပ်ငန်းလေးတွေမှာအကျိုးမပေးစေတာတော့အတိအကျပဲဖြစ်တဲ့အတွက်စိတ်ထဲမှာစက္ကနဲ့ဝုန်းကနဲ့တိုင်းကနဲ့လှုပ်လိုက်တာမျိုးလေးတွေထိကနဲ့ချီဒေါသကလေးနဲ့ခြေတန်းတင်တတ်တဲ့ငကိုကနဲ့လည်းစနေလေးဟာမျက်နှာဆူတယ်ဒေါသကြီးတယ်စိတ်ဆက်တတ်တာ ာကစနေတရက်ဇေယျပောက်ကွဲလွယ်တာကစနေတရက်ဇေယျဖြစ်တတ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်အနေစလို့မဆုံးဖြတ်ပါနဲ့မာနကိုချစ်တင်တာထပ်ချော့ပြီးတော့ထားတာပုံမူပြီးတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာကောင်းပြီ အလုတ်တစ္ဆာနေသူတွေနေဝေးကိစ္စလေးဒီမှာပို့ပြီးတော့ကောင်းပါတယ်နေအလုတ်တစ္ဆာနေသူတွေအလုတ်တစ်ရကိုယ့်ရဲ့ပေါင်းခြင်းမှာရရှိတာထက်အဝေးတနေရာကိုပြောင်းလဲလှုပ်ဆောင်လို့တဲ့မိတ်ဆွေများတိုးတက်နိုင်ပါတယ်လုပ်ငန်းဟောင်းကိုတိုးချဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်လုပ်ငန်းအသစ်စတင်လှုပ်ဆောင်ခြင်းထက်ပုံမူပြီးတော့လုပ်ငန်းဟောင်းကိုပုံမူတိုးချဲ့လှုပ်ဆောင်တာဟာမိတ်ဆွေရဲ့ကံကိုတိုးတက်ပြီးတော့အားသာစီနိုင်သောလအဖြစ်ကြောင်းဆရာကထပ်တောင်းပြောလိုက်ပါရစေ အကျိုးပေးသောလုပ်ငန်းအကျိုးပေးသောလုပ်ငန်းအနေနဲ့ဆိုရင်စနေသားသမီးမိတ်ဆွေတွေဒီလတာတော်တွေမှာဆိုရင်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးပြည်တွင်းခရီးသွားပြည်ပခရီးသွားနဲ့ပတ်သက်တာမျိုးတွေဒီမှာရှေ့တူဆောင်ရွက်လှုပ်ဆောင်မှာအောင်မြင်ချက်တုတ်တက်ရှင်တွေရရှိပါလိမ့်မယ်ပညာရေးကိစ္စပတ်စပို့ကိစ္စဗီဇာလုပ်ငန်းကိစ္စနိုင်ငံတော်ဂျာပညာတော်တင်ကိစ္စလေးတွေမှာအောင်မြင်ချက်နဲ့တုတ်တက်ရှင်တွေကအေကန်ဒိဋ္ဌာရရှိတတ်တော်လာဖြစ်ပါတယ်ခင်ဗျာထို့အပြင်အဲ အိုးအိတ်ချက်မင်းနဲ့ပတ်သက်လာရင်မီယာနဲ့ပတ်သက်ရင်တော့အာမမခံပါနဲ့သို့တော့မီယာနဲ့ပတ်သက်ရင်တော့ဆက်တူမလုပ်ပါနဲ့သို့တော့မီယာနဲ့ပတ်သက်လာတဲ့အခါမှာအိုးအိတ်ချက်မင်းစောက်တာမျိုးတွေအိုးအိတ်ချက်မင်းနဲ့ပတ်သက်ပြီးအဆောက်အဦတဲ့လုပ်ငန်းတဲ့စောက်တာမျိုးလေးတွေမှာတော့ချစ်တူအားသာပြီးတော့ကောင်းမွန်တိုးတက်နိုင်ပါတယ်ခင်ဗျာဂရီးသွားကိစ္စတွေ passport လုပ်ကိစ္စတွေ visa လုပ်ငန်းတဲ့ကိစ္စတွေနိုင်ငံခြားနေထိုင်ခွင့်မီယာကိစ္စတွေအားသာကောင်းမွန်တယ်လို့ယာထုလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ယာထုတက်လို့သူတွေယာထုတိုးလို့သူတွေယာထုတက်နိုင်တော့ယာထုတိုးနိုင်တော့လာဖြစ်တတ်တဲ့အတွက်ကြောင့်မလို့အခွင့်အလမ်းကောင်းယာထုနဲ့ပတ်သက်လာရင်ကိုကိုယ်တိုင်ပြောဆိုပြီးတော့တကယ်ကိုကြိုးစားပြီးလုပ် ဆောင်မှာယာဓုတူတာမျိုးယာဓုတက်တာမျိုးကြီးဂျုံဟတ်တက်တယ်ငကူကသာသမိကိစ္စနဲ့ပတ်သက်လို့စနေသာသမိတွေကဒီလဟာသာသမိပညာရေးကိစ္စလေးတွေကြောင့်ထင်ပေါ်မဲ့လားဒီလဟာသာသမိကိစ္စလေးတွေကြောင့်ငကူကသာသုသမိဆိုတွေကြောင့်စိတ်ချမ်းသာစရာတည်င်းတွေစိတ်တန်းကြစရာတည်င်းတွေပြရရှိတတ်တဲ့အတွက်ကြောင့်မလို့စနေသာသမိတွေနေနဲ့သာသမိကိစ္စလေးတွေပညာရေးကိစ္စလေးတွေမှာတော့အဲဝမ်းပန်းတရာဖြစ်စီမှာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာ ငွေကြီးနဲ့ပတ်သက်ရင်တော့ချီချီဝဝနှိမ့်ချသွားနိုင်စရာအကြဆုံးသွားနိုင်စရာမရှိဘူး။ဆရာပြောတဲ့အတိုင်းလေးတော့အသက်နိုင်ကိုတတိထားနေပါ။ဒါအပြင်မိတ်ဆွေတို့ဒီလာတာအတော်တွေမှာပုပ်ကိုဒူအဆောင်ရှောက်ကောင်းကြီးဝိစာမသလိုအဆောင်မိမိရဲ့ပဋ္ဌာန်းဆက်အတိတ်ကတော်ဆက်ခဲ့ဘူးတော့အဲပုပ်ကိုဒူတွေရဲ့အကူအညီဆောင်မမှုနဲ့ဆောင်ရှောက်မှုကိုရရှိတတ်တဲ့အတွက်ကြောင့်မလို့အဲဂျမ်းမာကြီးကိစ္စ၊စီဝါကိစ္စ၊အလုပ်ကိစ္စ၊လုပ်ငန်းကိစ္စ အရေးကြီးသောကိစ္စမဖြစ်မနေပြောဆိုရမယ့်ကိစ္စလေးတွေမှာတော့တကယ်ကိုရဲဝန်းနဲ့ဆုံးဖြတ်ဆောင်ရွက်ရင်အားသာကောင်းမွန်သောလဖြစ်ပါတယ်။ထို့အပြင်အများနဲ့ပတ်သက်သောလုပ်ငန်းတွေများများလုပ်ပါဘာသာရေးဆိုင်ရာလုပ်ငန်းလေးတွေအများများများလုပ်ဆောင်လို့ကောင်းပါတယ်ခင်ဗျာ။ထို့အပြင်အထယ်လိပ်လုပ်ငန်းတွေ ठी ठी ဖက်နဲ့ online social media နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဲကြောက်မြတ်ရတနာလုပ်ငန်းတွေကွန်ပျူတာစာစီစာရိုက်လုပ်ငန်းတွေအကျိုးပေးပါတယ်။ထို့အပြင် အပေါင်းနဲ့မိတ်ဆွေအဟောင်းနေနဲ့ပြန်လဲတွေ့ပြီးတော့အကူအင်ငန်းကောင်းတွေအကူအညီကောင်းတွေရရှိတတ်တော့လာဖြစ်တယ်။ရွှေဝဲလိုကောင်းတယ်၊ငွေဝဲလိုငွေဝင်လိုကောင်းတယ်၊ရွှေဝဲလိုကောင်းတယ်၊ကြောင်မြတ်ရတနာတွေတွင်းထွက်ပစ္စည်းတွေစိန်တွေပဏ္ဏများတွေဓာတ်စီတွေဒီဇယ်တွေအစရှိတဲ့လုပ်ငန်းတွေအားလုံးကိုဟိုတိုးချဲ့လှုပ်ဆောင်တာမျိုးရှေ့တိုးဆောင်ရလှုပ်ဆောင်တာမျိုးတွေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်ခင်ဗျာ။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ လူငယ်တွေအခြေရင်းနဲ့ပတ်သက်လာရင်တော့ရှစ်သူကြီးသားရရှိနိုင်သောလာဖြစ်ပါတယ်မိမိရှစ်သောမြန်နိုးသောသူကိုရဲရဲကြီးဖွင့်ပြောလိုက်ပါပြန်လဲရရှိနိုင်သောကာလဖြစ်တယ်အဲရရှိနိုင်သောကာလဖြစ်ပြီးတော့ငကိုကအဆက်အသွယ်ပြတ်နေသူတွေဝေးကွာနေသူတွေအခြေရင်းနဲ့ပတ်သက်ရင်စံအားကိုမေတ္တာကြီးအားဟောပါစနေတည်းဒီလာအတွက်တော့မိတ်ဆွေတို့ပတ်မှာတိတိကြီးရှိနေတဲ့အတွက်ကြောင့်မလို့အခြေရင်းနဲ့ပတ်သက်လာတဲ့အခါမှာအဲဘာကိုလှုပ်လှုပ်နှစ်ဦးနှစ်ယောက်တိုင်းမြင်ပြီးတော့နှိမ့်နေတဲ့ဆောင်ရွက်ပါအဆက်အသွယ်ပြတ်ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးတွေပေါင်းစုရတာမျိုးတွေဂျုံကတက်တယ်လို့မိတ်ဆွေကိစ္စအိမ်တွင်းကိစ္စလူမှုရေးကိစ္စလေးဒီမှာ လဲရှေ့တို့ဆောင်ရလှုပ်ဆောင်ပြီးတော့ဘာသာရေးဆိုင်ရာလုပ်ငန်းလေးတွေအဒိဋ္ဌံပြုတာမျိုးလေးတွေဘာသာရေးဆောင်တာလုပ်ငန်းတွေကိုရှေ့တို့ဆောင်ရလှုပ်ဆောင်တာမျိုးတွေဟာကအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ခင်ဗျာရွှေထဲပစ္စည်းတွေလက်ဆောင်ရတာမျိုးအိမ်တွင်းပြည်ဘောကတွေလက်ဆောင်ရရှိတာမျိုးအများကိုဥဆောင်လုပ်ရတဲ့လုပ်ငန်းတွေမှာကံရဲ့အထောက်အကူနဲ့အားသာရရှိတတ်တော်လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့နည်းနဲ့မထင်မှတ်ဖက်အိမ်မက်ထဲမှာဘုရားစီရီပြဝုန်နဲ့ပတ်သက်တာတွေအဲယဟန်တန်ကနဲ့ပတ်သက်ပြီးတော့အမှတ်တာတွေ တို့သူပဲဟိုအလှူဒါနဒါနတခုခုပြုတ်လုံနေရတယ်လို့မှတ်တဲ့အခါကျရင်မိဆွေတို့ချီကိုကံကောင်းမှဖြစ်တဲ့အတွက်အဲ့ဒီရက်ကလေးမှာအတိတ်ထံဝင်ပြီးထီကန်ဆန်းတာမျိုးဖြစ်စီအလှူဒါတန်းတဲ့ကိစ္စလေးတွေမှာပြုတ်မှုဆောင်ရွက်ပါတကယ်ကိုကံကောင်းမှုတွေအထောက်အကူတွေများစွာရရှိမဲ့လားဖြစ်တာတော့အတိအကျပဲဖြစ်ပါတယ်တတ်နိုင်ပါတယ်မိမိရဲ့မွေးရဇာတိနေရာကိုပြန်လဲရောက်ရှိတာမျိုးရရှိတာမျိုးလေးတွေအဲရာထူးလုပ်ငန်းတိုးတက်ပြီးတော့နေရာထိုင်ခင်းအစ်အပြောင်းလဲအပြောင်းရွှေ့လေးတွေလောက်ရတာမျိုးတွေကြုံရတတ်တယ်သို့တော့ နိုင်ငံခြားပတ်စပို့ဗီဇာလုပ်ငန်းသွားမယ်မိတ်ဆွေများဗီယူဆိုင်ပါเนาะနိုင်ငံခြားသွားမယ်မိတ်ဆွေများအနေနဲ့ကတော့ဖြစ်နိုင်ရင်ခရီးဝေးဝေးမသွားနဲ့အိမ်မဝယ်နဲ့ ဆနာလိုပေါ့ဖြစ်နိုင်လို့ရှိရင်တော့ဒါမှအခွင့်အရေးကောင်းမိတ်ဆွေကိုရှိစစ်ထက်ဆက်ဆက်မြဲမြဲရောက်มาဖြစ်တယ်ထို့အတူမိတ်ဆွေတို့အနေနဲ့ငကိုကအရှုံအောင်ဖြစ်နေတဲ့မိသားစုဝင်တွေရှိတဲ့အခါစနေသားသမီးမိတ်ဆွေများအဖို့အရှုံအောင်နေပြန်လဲလွတ်မြောက်လာတာမျိုးလေးတွေအရှုံအောင်နေပြန်လဲပြီးတော့ဟိုပြန်ပြီးတော့ကြားရတာမျိုးလေးတွေဂျုံကတတ်တော့အဆက်အသွယ်ပြတ်နေတော့မိသားစုဝင်တွေအဆက်အသွယ်ပြတ်နေရရှိတာမျိုးလေးတွေကြောင့်တော့စိတ်တိုင်းကြစရာဝမ်းသာစရာအားသာစရာလေးတွေဂျုံကတတ်တော့လာဖြစ်ပါတယ်အိမ်အောင်ပြုမဲ့မိတ်ဆွေများတဦးနဲ့တူတယောက်နဲ့တယောက်အိမ်အောင်ပြုမဲ့ဆိုလို့ရှိရင်တော့ဖြစ်နိုင်လို့ရှိရင်ချစ်တူဆောင်ရလှူဆောင်မှာအားသာခြင်း င်းကြီးကောင်းကောင်းမွန်ခြင်းတွေရရှိတတ်ပြီးတော့ပြီးတော့နှစ်လွာပေါင်းမှတရက်ဆိုသလိုတုံးနဲ့တူတယောက်နဲ့တယောက်ပေါင်းဖက်လောရတဲ့လက္ခဏာတွေမှာရှစ်တို့ဆောင်ရအာတာစီတော့လာဖြစ်တာတော့အသေးစားပဲဖြစ်တယ်။အိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့မိမိတို့အိမ်ဆောင်ကြီးအတွင်းမှာဂျားလူဝင်နေတာမျိုးဂျားလူတူတယောက်ရဲ့ကိုအရှိပြုတ်ပြီးပြဿနာများရစကားများရတာမျိုးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်မိမိအမိသားစုကြောင့်မဟုတ်ပဲတပါးသူကြောင့်ဒါပြဿနာအရှိတင်လေးတွေပေါ်လာတတ်တဲ့အတွက်ကြောင့်မလို့ဂယူဆိုင်ဆင်ရင်ပေးဖို့လိုအပ်ပါတယ်အဲဥပမာပေါ်ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်အိမ်တော်ဘက်ရဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်အိမ်တော်ဘက်ရဲ့ ဟိုအမျိုးစွေတွေကြောင့်မလို့ပြဿနာအရှိတင်လေးတွေဖြစ်ရတဲ့အတွက်ကြောင့်မလို့ဒါလေးတွေကိုတော့တစ်ချက်သတိထားစီရင်ပေးဖို့လိုအပ်ပြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်မိမိရဲ့အိမ်တော်ဘက်ပေါ်မှာမိမိကစိတ်တိုင်းမကြတာမျိုးအထင်မြင်လွဲမှားနေတာမျိုးတွေခဏခဏဖြစ်ရတတ်သောကြောင့်သတိထားစီရင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ဒါအပြင်မိတ်ဆွေတို့ဒီလတာတော့တွေ့မှာဆိုရင်မကြံသေးတော့အကျိုးပေးစီတော့အယောင်နေနဲ့ဆိုရင်တော့အဲ ကျေးဇူးတူပါတင်ပါတယ်ဒီတစ်ခါတော့ live မြဟုတ်ခဲ့ပါခင်ဗျာအကျိုးပေးစီတော့အယောင်များအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ခဲရအောင်လို့နော်မိတ်ဆွေတို့နော်ခရမ်းရအောင်လို့အဝါရအောင်လို့အပန်းရအောင်လို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့ကောင်းမွန်စေတော့လာဖြစ်ပါတယ်အကျိုးပေးသောနေသားအနေနဲ့စနေစနေချင်းတွဲလောက်တာမျိုးစနေတာသမီများနဲ့ဗုဒ္ဓဖူးတာသမီများနဲ့တွဲလောက်တာမျိုးအကျိုးပေးစေတယ်လို့အဲစနေရက်ဗုဒ္ဓဖူးရက်တွေမှာအရေးကြီးသောကိစ္စရက်တွေကိုပြုမှုဆောင်ရရင်အားသာချင်းတိုးတက်ခြင်းတွေရရှိစေပါတယ်ခရီးသွားကိစ္စအိမ်တွင်းရေးကိစ္စမိမိတို့နဲ့ပြည်တွင်းပြည်ပခရီးသွားလုံလုံကြုံကြုံအေးအေးချမ်းချမ်းနဲ့မိမိရဲ့ အထောက်အကူတွေအကြံဉာဏ်ကောင်းတွေရရှိစေရင်တော့တနင်္လာသာသမိတွေနဲ့တိုင်ပင်ပါတို့မဟုတ်လို့ရှိရင်တနင်္လာသာသမိတနင်္လာရက်ဒီမှာအရေးကြီးတော့ကိစ္စတွေကိုပြုမှုဆောင်ရွက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာဖြစ်နိုင်ရင်တက္ကနန်းသုံးကနန်းတွေကိုခြောင်ပေးပါ31ရက်73ရက်3ရက်တွေကိုတော့တတိထားဆင်ရင်ပြီးအရေးကြီးတော့ကိစ္စတွေကိုမလုပ်ပါနဲ့တတိထားပါနှုတ်တရားစာတလုံးဆိုတဲ့အတိုင်းပဲနှုတ်ကနေသဘောတူတာမျိုးထက်စာနဲ့ဂတိကုဝတ်နဲ့တိတိကျကျဆောင်ရွက်ခါမှနောက်တစ်ချိန်မှာပြဿနာအရှုပ်ရှင်တွေမပေါ်ပါတတ်တော့ကာလဖြစ်တယ်အိုးအိမ်ချမ်းမြေဆောက်လို့ရမယ့်ဆိုမြအိုးအိမ်ချမ်းမြေဆောက်လို့ရပါတယ် အိုးအိမ်ရှမ်းပြည်နဲ့ပတ်သက်ပြီးတော့စောက်တာမျိုးတူးရှက်လှုပ်ဆောင်တာမျိုးကအာသာကောင်းမှုပြီးတော့တူးတက်နိုင်ပါတယ်။ရွှေဝင်တက်ပါတယ်ကောင်းပါတယ်။အဲမိမိရဲ့မိသားစုအတွင်းမှာဖြစ်စေမိမိရဲ့ဆွေမျိုးသားချင်းထဲမှာသာသမီရရှိတတ်တာမျိုးသာသမီကံကောင်းတာမျိုးအဲလူဖြစ်တတ်တော်လားသားလှယတနာသမီးလှယတနာတွေထွန်းကားတတ်တယ်လို့သာသမီကိစ္စအဝဝမှာသာသမီတောင်းလို့ရမိတ်ဆွေများဒီလတာတော်တွေမှာဆိုရင်သာသမီနဲ့ပတ်သက်ပြီးတောင်းညင်တယ်ဆိုဆရာတို့ခုလောက်ပြောလိုက်မယ်။ညောင်ပင်ကြီးကြီးတွေမှာ ပွဲစီပါလေးထိုးပြီးတော့တောင်းလို့ရတယ်เนาะဖဲတောင်းတဲ့အခါမှာသူမဟုတ်လို့ရှိရင်ကာလီမန်မဲတော်တို့သူရတ္တိမဲတော်တို့တာသမိတောင်းတဲ့အခါမှာတောင်းလို့ရတယ်လို့ဟို ဟိုထို့သူပဲမိတ်ဆွေတို့အနေနဲ့နိစ္စရာလော်ကီဆရာတွေနာမှာဒါသမီးမရရှိတဲ့မိတ်ဆွေများဒါစုပန်းတာမျိုးဒါသမီးစုတောင်းတာမျိုးတွေဟာရရှိတတ်တော်လဖြစ်ပါတယ်နော်ထို့အပြင်မိတ်ဆွေတို့အနေနဲ့အိမ်မက်ထဲမှာလည်းကြီးနေသူဝင်းပတော့အိမ်မက်မျိုးကောင်းမွန်တော့အိမ်မက်မျိုးလေးတွေထိတွေ့ရရှိတတ်တော်ကာလဖြစ်တဲ့အတွက်ငကူကအခက်အခဲအကျက်တဲတွေပုံပေါ်လာလို့ရှိရင်တော့နေရာအစ်စ်လုပ်ငန်းတက်တာနေရာဟောင်းအလုပ်ဟောင်းတွေမှာအကူအညီတောင်းမှာရရှိတတ်တော်ကာလဖြစ်တယ်ရလို့လုပ်ငန်းကိုင်ကိုင်နဲ့ပတ်သက်လာရင်တော့ အထက်လူကြီးအမျိုးသမီးတွေနဲ့ပြဿနာရှိတင်များရတာမျိုးလေးတွေအတောက်ကတော့ကစားဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့မနာလိုမိမိကိုအပြိုင်ဆိုင်အတိုက်ခိုက်လေးတွေကြောင့်မကောင်းတဲ့အတက်ပညာအတိုက်ခိုက်တွေနဲ့ဖြစ်စေကောလာဟာလာတဲ့င်းတွေဖြစ်စေနှုတ်ကနေပြီးတော့မိမိရဲ့ကိုစွပြီးတော့နော်ဥပမာပေါ့ထော်လော်ကန့်ကန့်ပြောတာမျိုးမိမိယူခြင်းနဲ့မှမတင်မကြပြောတဲ့သူတွေနဲ့ခဏခဏကြုံရတတ်တယ်ပါတယ်ဖြစ်နိုင်ရင်မျက်နှာပြက်တာမျိုးတည်းအပြုံးမပြက်ပဲလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်သို့တော့စကားအများကြီးပြောရင်ဒီလာဟာအမားအများကြီးပေါ်တတ်တော်လား ဖြစ်ရှင်တဲ့အရာတွေကိုကြိုပြောရင်ပြတ်တော့လာဖြစ်တာဟုတော့မမိဘူးထပ်လောင်းပြောကြလိုက်ပြရစီသူများကြွေးတာကန္တာလေးတွေကိုဂယူဆိုင်စားပါလုပ်ငန်းတစ်ဆတင်တာထက်လုပ်ငန်းဟောင်းကိုတိုးချဲ့လှုပ်ဆောင်တာကောင်းပါလေလုပ်ငန်းတစ်မဖြစ်မနေစရမယ်ဆိုရင်တော့မိမိအနေနဲ့ကိုယ့်ရဲ့အမိခံလောက်တာမျိုးတဦးတည်းတယောက်တည်းအမိခံပြီးတော့ရှစ်တို့လောက်ဆောင်တာဟာကောင်းမွန်ပြီးတော့အားသာပြီးတော့တိုးတက်နိုင်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလတာတော်တွေမှာဗာလိကြံသေးတော့အဲဒီလတာတော်တွေမှာမိတ်ဆွေတို့အနေနဲ့ အရေးကြီးသောကိစ္စရက်တွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြရင်တော့အကျိုးပေးစီသောအရက်ဟာတော့ တောင်စုစုရက်ဖြစ်ပြီးတော့စန္တိယာရက်ကတော့အနောက်ရက်ဖြစ်ပါတယ်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါစနေသားသမီးဗုဒ္ဓဘုရားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးစနေရက်ဗုဒ္ဓဘုရားတွေမှာပြုမှုဆောင်ရွက်တာမျိုးကကံရဲ့တူတက်မှုကိုရရှိစေသလိုအရေးကြီးသောကိစ္စအတွင်းရေးကိစ္စမိသားစုရေးကိစ္စခရီးထွက်မဲ့ကိစ္စလေးတွေကိုတိုင်းမြင်ဆစ်ဆန်ညှိနှိုင်းတဲ့အခါမှာတော့တနင်္လာသားသမီးတွေရဲ့အကူအညီကိုရယူပြီးတော့အကြံဉာဏ်တောင်းမှာတနင်္လာရက်ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ရင်တိုးတက်ကောင်းမွန်ပြီးတော့အားသာစေနိုင်ပါတယ်အကျိုးပေးစေသော အယောင်နေနဲ့ဆိုရင်တော့အဝါယောင်ဆရာပြုတ်ပြီးသွားပါပြီเนาะအကျိုးပေးစီတော့အကျိုးမပေးစီတော့အရာများနေနဲ့ဆိုရင်တော့ဘာကိုလှုပ်လှုပ်အင်္ဂါသသမီးတို့အင်္ဂါရက်တို့၃ရောက်တို့၃ဦးတို့ဆက်တူလို့လှုပ်တဲ့အလုပ်လေးတွေမှာတတိထားပါရင်ဆက်ပစ္စည်းတွေဝယ်တာမျိုးလေးတွေညံ့စေပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အကျိုးပြုစီတော့ကဏ္ဍအနေနဲ့ဆိုလို့ရှိရင်တော့တက်ကဏ္ဍငါးကဏ္ဍလေးကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစေပါတယ်အဋိဌံပြုလုပ်တွေတဲ့စနေသားသမီးမိတ်ဆွေများမဟာသမယတုတ်ကို ခဏရတိတိအတိတ်ထံပြူပါကလိုရာဆန္ဒတွေပြီးဝသွားစီမှာအသေးကြပဲဖြစ်တယ်မိမိအိမ်ရောအတွင်းမှာဖျားစီဒီအပြက်တွေအပဲ့တွေကျိုးပဲ့နေတာတွေဖျားစင်းတို့အတ်နေတာမျိုးတွေရှိရင်စွန့်ပြီးပါအဆောင်တွေလက်ဖွဲ့တွေဖြစ်နိုင်အောင်မထားပဲနဲ့ဖျားចောင်းဆောင်ပေါ်မှာဖျားចောင်းဆောင်ဆိုတော့အရာလေးဟာဖျားအရှာပုတ်ကူတွေအဆောင်တွေလက်ဖွဲ့တွေထားเสียနေရမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ဖျားចောင်းဆောင်တွေကိုတန့်ရှင်းပြီးတော့အမွှေးနှံ့တာလေးတဘူးလှူပြီးတော့နေ့စဉ်အမွှေးနှံ့တာလေးစွန့်ပြန်ခြင်းဖြင့်မိတ်ဆွေရဲ့ညံ့နေတဲ့ကံဟာအမွှေးနှံ့တာဆိုတဲ့အတိုင်းပဲတည်င်းကောင်းနေကြားရတာမျိုးတွေအဆိုးအ ညာနဲ့မျက်နှာအပွင့်လန်းမှုအားနည်းနေတော့မျက်နှာအပွင့်တက်ကလေးတွေရရှိစေဖို့လိုအပ်ပါတယ်ထို့ပြင်မိတ်ဆွေတို့ဆရာတော်အမြဲတမ်းရင်မွေးဖြန်းတယ်ဆရာတစ်ခါလေကြာရင်မွေးဖြန်းရင်အာယုံပြူလာကကြံတာမဟုတ်ပါဘူးဘေးနဲ့ဆရာရင်မွေးတုံးတာမဟုတ်ဘူးနော်အမွှေးဖြန်းတာဆရာမျက်စွာဖရာကိုအာယုံပြူပြီးဖရာတရားတန်ခါဆိုရမိဘဆရာသမားတွေဟိုပူဇော်ပြီးတော့ဆရာဖြန်းခြင်းဖြစ်တယ်ဆရာကဘေးနဲ့ဆရာဆိုပြီးရင်မွေးကြိုင်တာမဟုတ်ဘူးနော် ကိုပိုင်အတွက်တော့မတော်ဘူးအဲ့ဒီရေမျိုးเนาะကောင်းပြီထို့အပြင်ဒါဘဝတုဒ္ဒပြောပြတာထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာအတော်တွင်မှာဆိုရင်မိမိတို့ရဲ့เนาะဟိုအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမြတ်စွာဘုရားမှာအမွေးနှက်တာလေးဆွဖြန်းပြီးတော့အိမ်ပေါက်မှာဖြစ်စီမြတ်စွာဘုရားမှာဖြစ်စီဆွဖြန်းပြီးတော့သွားပါအောင်မြင်ပါလိမ့်မယ်ခင်ဗျာ မိမိတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းသွက်စီမျိုးမပြောမိမှာဆံငယ်ထပ်ပြီးတင်မိချင်းရင်0939 0939 46 WhatsApp Telegram Viber မှာဆက်သွယ်မိများနိုင်ပါတယ်ခင်ဗျာနော်ထို့ပြင် Viber နံပါတ်ဖြစ်တဲ့6635050နဲ့မှာလည်းဆက်သွယ်မိများနိုင်ကြောင်းဆရာကထပ်လောင်းပြောကြားပါရစေခင်ဗျာကောင်းပြီဆံမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းသွက်အယောင်းထွက်စီဖို့အတွက်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုမိမိအိမ်အတွင်းကနော်မိမိအိမ်အတွင်းမှာရှိတဲ့ ဆနာလိုကအသုံးပြုနေစေဖြစ်တဲ့ရက်တောင်လေးတစ်ခုကိုရက်တောင်လေးတစ်ခုကိုနော်ရက်တောင်လေးတစ်ခုနဲ့ရက်ခတ်ပြီးတော့ရိုက်ထုတ်ပြီးတော့ရောင်းတာမျိုးရက်ခတ်ပြီးတော့ရောက်ထုတ်တာမျိုးရောင်းထွက်စေရတယ်။ဒါအပြင်ဆရာတို့ဟိုသတင်းစာစက်ကူလေးတစ်ခုကိုလိတ်လိတ်ပြီးတော့အခါသတင်းစာဆိုတာကျင်ညာတဲ့သဘောဖြစ်တယ်။သတင်းစာစက်ကူလေးကိုရက်တောင်လိုခောက်လောက်ရက်တိုင်လေးခောက်ပြီးတော့ရက်ခတ်ပြီးတော့ရောင်းထုတ်ရင်လည်းမိတ်ဆွေရဲ့ကွန်ပစ္စည်းရဲ့အယောင်ထက်အယောင်သွက်စေမယ်။တကယ်လို့မှမကျင်တဲ့သေးဘူးဆိုရင်တော့ဆရာတို့စနေနဲ့မတည့်တဲ့ဓာတ်လေးတွေဖြစ်တဲ့အရာတစ်ခုခုနဲ့ပေါ့အဲကြာစာပရိနံကလေးတွေနဲ့ရိုက်ထုတ်တာမျိုးမေမျိုးပန်း9ပွင့်နဲ့ရိုက်ပြီးတော့ရောင်း ထုတ်တာမျိုးအဲသူမဟုတ်လို့ရှိရင်တော့အဲပေါက်ပန်းပြူပေါက်သားတို့ဒီလိုမျိုးသားတွေနဲ့ရက်ခတ်ရိုက်ထုတ်ပြီးတော့ထွက်ပွားရိုက်ထုတ်တာတော့တဲ့အောင်လို့ဟာစနေဆိုတော့ရွက်လာပဲဆိုပြီးရွက်လာမရိုက်နဲ့တော့တဲ့အောင်မထွက်ဘူးမတဲ့မှထွက်မှာအဲ့ဒါလေးတွေနဲ့ရိုက်ထုတ်ရောင်းထုတ်ရင်ရောင်းထွက်သွားစီမှာအသေးစားပဲဖြစ်တယ်အဆက်ဆက်ရရအစင်ပြေစီပြီးငွေကြီးကန်အကောင်းစီပြီးတော့တလတာလုံးအစင်ပြေရန်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြစ်နော်ဆရာတို့ ဘယ်လိုဆာရွက်ကလေးတဲ့အဖြူလေးတွေပေါ်မှာမိမိလိုရာကိစ္စလေးတွေကိုရေးပါရေးပြီးတဲ့အခါတစ်ခုပဲရေးပါနော်မိမိတို့အနေနဲ့လိုရာကိစ္စလေးတွေကိုရေးပါရေးပြီးတဲ့အခါဥပမာဘောငွေရေးကြီးအဆင်ပြေပါစေဆိုလဲငွေရေးကြီးအဆင်ပြေပါစေရေးပြီးတဲ့အခါဖျောင်းနိုင်ဘာရောင်ဖြစ်ဖြစ်ဖျောင်းနိုင်ကလေးမှာကတ်လိုက်ပါကတ်ပြီးတဲ့အခါမှာ ခုနှစ်ရက်တိတိတနေ့ကိုတထိုင်လုံးနဲ့ခုနှစ်ရက်တိတိအချိန်မှန်မှန်ပေါ့မနက်ပူဇော်ရင်မနက်ညနေပိုင်းမှာပူဇော်ပြင်ညနေပိုင်းမှာဆိုပြီးတော့လိုရာကိုဆူတောင်းပြီးတော့ပူဇော်ပါရုံရုံကြည်ကြည်နဲ့ဒါကိုငါဖခင်ကိုပူဇော်လိုက်တဲ့အခါမှာအောင်မြင်ပြီဆိုတဲ့သဘောနဲ့အတိတ်ခံကလေးပြုတဲ့အခါမှာဖြစ်စီလုပ်ပါပြန်ပြောပြပါမယ်စနေသားသမီးမိတ်ဆွေတွေအဆက်ဆက်အရာအစီအပြေစီပြီးငွေကြေးကအားကောင်းစီရန်အတွက်ဆိုတကယ်လို့အခြားဘာသာဝင်ဆိုရင်လည်းမိမိတို့အမြင့်တနေရာလေးမှာကံကောင်းတဲ့အရာမိမိတို့ယုံကြည်ရာဖခင်သခင်ကို ပူဇော်ပင့်ဖိတ်တဲ့အနေနဲ့မိမိတို့တတ်ဝင်ယုံကြည်ရဘာသာတရားရဲ့အဆုံးအမကလေးနဲ့ပြုလုပ်လို့ရပါတယ်เนาะအဆက်ဆက်အရာစင်ပြေစေဖို့ဗုဒ္ဓဘာသာလေးဆိုရင်တော့အဋိဌံပြုလုပ်လို့ရတယ်ဆိုရင်တော့ဆရာတို့ဖျောင်းနိုင်နေတဲ့တိုင်းဒါဖျောင်းနိုင်နေတဲ့တိုင်းပေါ့ဖျောင်းနိုင်နေတဲ့တိုင်းကိုဆိုင်ရွက်လေးမှာမိမိတို့လိုရာကလေးကိုရေးတကယ်လို့တရှိကမိုင်းကန်ဆက်ကူမှာရေးတယ်မိုင်းကန်ဆက်ကူလေးမှာလိုရာကိုရေးရေးပြီးတော့ကတ်ပြီးတော့ခုနှစ်တိုင်းတော့လုံးသွားပါခုနှစ်ရက်တိတိလောက်ရပါမယ် အရှိန်မှန်မယ်ညက်နေလို့မဆိုညက်နေမနဲ့လို့မဆိုမနဲ့မြတ်စွာဘုရားမှာလူပူဇော်ပြီးတဲ့အခါမိမိကိုသိကြံပြူတာမျိုးမေတ္တာပို့ဒါနပြူတာလေးလို့ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့အခက်အခဲဟာအဲခொနည်းရအတော်အတွင်းမှာဖြစ်စေသေးတဲ့ဒီလတာအတော်အတွင်းမှာမိမြသောအခက်အခဲဖြစ်စေကောင်ပြေဝသွားမှာဆိုတဲ့အကြောင်းဆရာကပြောလို့ပါတယ်